တဝက်အထူးစစ်ပွဲရေးဆောင်မှာစစ်ကြောင်းထိုးနေတဲ့ဆင်အနာရှင်တက်ကဒေသခံတချို့ကိုဖမ်းဆီးငွေညစ်တာတွေပြုလုပ်နေပါဗျ။ဒီတည်င်းကိုတဝဲဝက်အဖွဲ့သားတဦးကပြောပြပေးသားမှာပါ။တဝက်အထူးစစ်ပွဲရေးဆောင်မှာစစ်ကြောင်းထိုးနေတဲ့ဆင်အနာရှင်တက်ကဒေသခံချို့ကိုဖမ်းဆီးပြီးငွေညစ်တာတွေပြုလုပ်နေပါဗျ။ဆင်အနာရှင်တက်ဟာအင်အားများပြားနဲ့အော်တိုဘလာပထမပတ်ကစလို့တဝက်အထူးစစ်ပွဲရေးဆောင်ကိုရောက်ရှိလာပြီးနောက်နပုလေဒေသတခွင်ကိုစစ်ကြောင်းထိုးနေတာပါ။အော်တိုဘလာ၂၄ရက်က နဘူးလေဒေတာကနေရေဖြူဘက်ကိုလာတဲ့ပရဒတ်ရွာသား2ဦးနဲ့ထင်ကြီးရွာသား2ဦးတို့ကိုလမ်းပိုင်းတနေရာမှာဖမ်းဆီးပြီးတဦးကို25သိန်းကျပ်နဲ့ပြန်ရွေးခိုင်းခဲ့တယ်လို့ဒေတာခံတဦးကဆိုပါတယ်ဖမ်းဆီးခံရပြီးငွေနဲ့ရွေးခိုင်းခံရတာပြင်ဒေတာခံတွေဟာရိတ်နဲ့နှိမ့်ဆက်ထားတဲ့ဒဏ်ရာတွေနဲ့ပြန်လော့လာခဲ့တာပါအခုလတတိယပတ်ကလည်းကားနဲ့လာတဲ့နဘူးလေဒေတာခံမျိုးသား2ဦးကိုဖမ်းဆီးခဲ့ပြီးပိတ်ဆံနဲ့ရွေးထုတ်ခဲ့ရပါသေးတယ် ဒေါ်ထူးစီဝါရေးစုံတဲ့ကိုရောက်ရှိနေတဲ့ဆက်အာနာရှင်တဟာစီဝါရေးစုံတဲ့မှာရှိတဲ့ကျေးရွာတွေကိုအော်တိုဘာလပထမပတ်ကစပြီးတရားဝင်တရားထွက်ဆက်ကြောင်းထိုးသွလာလည်းရှိရကနေအော်တိုဘာလ16ရက်မှာတော့တော်လှန်ရေးတပ်တွေနဲ့ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပါသေးတယ်။ဆက်အာနာရှင်တဟာဒီကနေ့ထိနဘူးလေဒေတာထင်းကြီးကျေးရွာနဲ့မရင်ကြီးကျေးရွာကရပ်သားနေအိမ်တွေထဲတပ်ဆွဲနေဆဲရှိပါသေးတယ်။ ။တင်းသာရီတန်တင်းသာရီမြို့နယ်မှာတိုက်ပွဲပြင်းထန်နေပြီးစစ်တပ်ကကြေးချောင်းရေချောင်းလေချောင်းကနေထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့်ဘိတ်တင်းသာရီဘုတ်ပြင်းလမ်းပိုင်းကိုပြည်သူတွေခီးသွားလာခြင်းမပြုလုပ်ကြဖို့အတွက်ပြည်သူ့ကာကွယ်တပ်ဖွဲ့အမှတ်35နီးပြူဟာကတတိပေးချက်ထုတ်ပြန်ထားပါတယ်။ တင်းသာရီတိုင်းစစ်တနာကိုကဲမှုအောက်မှာရှိတဲ့နီးပြူဟာ35နည်းမြေဖြစ်တယ်။တင်းသာရီမြို့နယ်အတွင်းမှာအကြမ်းဖက်စစ်ကော်မရှင်တပ်နဲ့တော်လှန်ရေးအဖွဲ့တွေကြားမှာထိတွေ့တိုက်ပွဲတွေဖြစ်ပေါ်နေပြီးအကြမ်းဖက်စစ်ကော်မရှင်ရဲ့ကံယိုဒန်တိုင်းစစ်တနာကျောင်းကာယခနဲ့အမှတ်73စစ်စစ်ရေးကိုကဲမှုဌာနကျောင်းစကခ73တို့ကတိုက်ပွဲဖြစ်ပွားရာနေရာတွေကိုတာမက တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့နေရာတွေကိုပါလေချောင်းရေချောင်းနဲ့လက်လက်ကြီးတွေပြစ်ခတ်တိုက်ခိုက်နေရလို့လည်းအသိပေးထားပါဗျ။အရက်သားပြည်သူတွေကိုရွက်ချက်ရှိရှိပြစ်မှတ်ထားတိုက်ခိုက်မှုတွေလှုပ်ဆောင်နေတဲ့ပြင်လမ်းတွေမှာစစ်စေရေးဂိတ်တွေအခြေချတိဆောက်ကခီးသွားပြည်သူလူထုကိုတရားမဲ့စစ်ဆေးတာလုံခြုံရေးအကြောင်းပြကကုံစီဖွင့်ဖောက်စစ်ဆေးတာတက်ယူတာနဲ့လူနဲ့ကုံစီတွေဖြတ်တန်းကဖြစ်ဆက်ကြီးခုမတရားကောက်ခံတာ လူငယ်လူရွယ်တွေကိုအတ္တမဖန်ဆီးကတသားသစ်စုဆောင်းတာစတာတွေလှုပ်ဆောင်နေရလို့လေပြည်သူ့ကာကွယ်တပ်ဖွဲ့အမှတ်30ကနီးပြူဟာကတတိပေးချက်ထုတ်ပြန်ထားပါဗျစစ်ကော်မရှင်တပ်ကဒေတာတွင်ကလမကြီးတွေကနေတဆင့် စစ်ကူနဲ့ထောက်ပံ့ဖြစ်တင်းရေးလုပ်ငန်းတွေလှုပ်ဆောင်နေတာကြောင့်လင်းသာရီမြို့နယ်ကလက်တလုံးမှာဖြစ်ပေါ်နေတဲ့စီးအခြေအနေမှာပြင်းထန်မှုရှိနိုင်တယ်လို့အရက်သားပြည်သူတွေအနေနဲ့လည်းအသက်အန္တရာယ်ရှိနိုင်တယ်လို့လည်းဆိုပါရတယ်။အဲဒါကြောင့်အော်တိုဝါလာ28ရက်နေ့ကနေစတင်ကဘိတ်တင်းသာရီဘုတ်ပြင်းလမ်းမကြီးတစ်လျှောက်ခီးသွွာလာမပြူဖို့နဲ့ အထူးသဖြင့်ကားလမ်းမကြီးအသုံးပြုသွားလာမှုကိုရှောင်ရှားကြဖို့အတွက်တင်းသာရီတိုင်းစစ်တနာအမှတ်35နီးပြူဟာကထုတ်ပြန်ထားပါတယ်ရှင်ဒဝဲခိုင်ဒီမိုကရေစီအရေးလှုပ်ရှားမှုတပိတ်ကော်မတီ DDMSC ကနေဦးဆောင်ပြီးဒဝဲခိုင် လောင်းလုံမြို့နယ်မှာစစ်အုပ်စုရွေးကောက်ပွဲကိုတပိတ်မှောက်ဖို့တောင်းဆိုတဲ့လူထုတပိတ်လှုပ်ရှားမှုပြုလုပ်ခဲ့ပါတယ် အော်တိုဘားလ28ရက်နေ့နေ့လယ်ပိုင်းမှာ DDMSC ကဥဆောင်ပြီးအတူရောင်ရွေးကောက်ပွဲတပိတ်မှောင်ဖက်ထရယ်လန်းကိုရဲရဲရှောက်ခေါင်းစဉ်နဲ့ခြိတက်ဆန္ဒပြခဲ့ပါတယ်မြန်မာစစ်အုပ်စုကပြုလုပ်မဲ့ရွေးကောက်ပွဲဟာလွတ်လပ်ပြီးတရားမျှတမှုရှိမှာမဟုတ်တဲ့အကြောင်းကုလသမဂ္ဂအထွေထွေအတင်းရင်မှုချုပ်အန်တိုနီဂူတာရက်စ်ကပြောဆိုပါရယ်ဒီသတင်းကိုဒွေဝါရှ်အဖွဲ့သားတအူကပြောပြပေးသွားမှာပါရှင် စေအုပ်စုရေကောက်ပွဲတရားမျှတမှုရှိမှာမို့ဘူးလို့ကုလသမဂ္ဂအတွင်းမှုချုပ်ကပြောဆိုလိုက်ပါတယ်မြန်မာစေအုပ်စုကပြုလို့မဲ့ရေကောက်ပွဲဟာလွတ်လပ်ပြီးတရားမျှတမှုရှိမှာမဟုတ်တဲ့အကြောင်းကုလသမဂ္ဂအထွေထွေတွင်းမှုချုပ်အန်တိုနီဂူတာရက်စ်က ပြောကြားလိုက်ပါတယ်အော်တိုဘလာ28ရက်နေ့ကမလေးရှားနိုင်ငံကွာလာလမ်ပူးမြို့မှာကျင်းပတဲ့အာဆီယံထိပ်သီးအစည်းအဝေးသတင်းစာရှင်းလင်းပွဲမှာပြောဆိုခဲ့တာပါ စစ်တပ်အာဏာသိမ်းယူမှုဟာမြန်မာနိုင်ငံပေါ်ဘေးဒုက္ခတွေစုပုံစေခဲ့တဲ့အပြင်ဒေသတွင်းတင်းကျပ်အခြေအနေကိုပါခြေချောက်နေတယ်လို့လည်းပြောဆိုခဲ့ပါတယ်မြန်မာစစ်တပ်အနေနဲ့2021ခုနှစ်ကတည်းကပြည်သူတွေအပေါ်ကျူးလွန်ခဲ့တဲ့ဆက်ဆုပ်တုံ့လောက်ဖွဲ့အကြမ်းဖက်မှုတွေကိုရပ်ဆဲပြီးအယက်သားအုပ်ချုပ်မှုစီပြန်သွားနိုင်ဖို့ယုံကြည်စေချရမယ့်လမ်းကြောင်းတစ်ခုရှာဖွေဖော်ထုတ်ဖို့ကိုလည်းကုလသမဂ္ဂအတွင်းမှချုပ်ကတောင်းဆိုခဲ့ပါတယ်မြမအရေးအချက်တဲဖြည့်ရှင်ဖို့ အာဆီယံဘုံသဘောတူညီချက်၅ရပ်ကိုထောက်ခံကြောင်းလဲမစ္စတာကူတာရက်ကဖြည့်ဆွတ်ပြောဆိုခဲ့ပါသေးတယ်